Diamond Story ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီမှာတော့ပရိသတ်တို့ကစာရေးသူတင်ထူးဇေယဝရီရေးသားထားတဲ့ဘဝမချားလေတော်ဝိကျွေးဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇလံလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပါကုထုလူတယောက်မှာဒီနေ့မှာတော့ပျော်နေမိပြီပျော်မယ်ဆိုရင်လည်းပျော်လို့ပါတယ်အရက်ထင်းမှာအလူဘဲကတုံးမဲတီတီတရက်တည်းတပြိုင်တည်းကျင်းမာမှာဖြစ်တာကြောင့်အလူဘဲရဲ့ဟင်းရကဝတ်သားဟင်းမှာအလူရှင်နေဟာ ဝက်တိုင်စီမှာသူတို့အလူပဲတွေလူဝဲတလောင်းဝက်သားကွန်မှားကြပြီဝက်တက်တဲ့ဒိုင်းကလေနေ့စဉ်ပုံမှန်ပုံနေကြဝက်ကောင်ရစ်တဲ့အလူသုံးမဲကလာပြီးမှားကြတဲ့ဝက်သားတွေကိုပြစ်မိအောင်ရောင်းချပြီးနိုင်မို့ဝက်ကောင်ရစ်ကိုပူတက်ပြီးတော့ပြေးရမှာပါဟေးထွန်းလို့မင်းဒီညတော့ခက်စိုးစိုးလာခဲ့ကွာနေ့စဉ်ပုံမှန်ဝက်ကောင်ရစ်တဲ့ကိုအလူဝဲရစ်အတွက်ပါဝက်တက်ရမှာကွာအေးဒါအော်လာရှိတယ်အကောင်ကြီးတူးပြီးတော့ပို့ပြီးရမယ်ဟေးဟာဟုတ်လားဝမ်းလာလိုက်တာဗျာ ကျုပ်ကဇနီးတဲ့မကျမ်းပါလို့စီဘွားကလုံနေတာဗျအတော်ပဲဗျအတော်ပဲချုံးလို့ဟာဝက်ကောင်ကြီးပို့ပြီးတော့ပေါ်ပေးရမယ်ဖြစ်တာကြောင့်သူဟာဝက်တဲ့ရမှာအမြဲအသုံးမြုပ်နေရတဲ့နှစ်ဖက်အသွားရှိတဲ့ဓမြောင်ကိုဓာသွေးကြောက်မှဇင်းမီနှစ်ပြီးတွေးနေပါလေတွေးထားတဲ့ဓာသွားကိုလက်နဲ့စမ်းကြည့်လိုက်ထက်တွေးလိုက်နေစိတ်တန်းကြတွေးနေပြီးဒီနောက်မှာတော့ပစိုးကိုအနေငယ်မတင်က ပေါ်လာတဲ့သလုံးသားက ခြေသလုံးတွေကို သူ့ရဲ့ဓာနဲ့ စမ်းတဲ့ရေးလိုက်ပါလေ။음။ငါရဲ့နှစ်ပတ်သွားဒါကတော့အတော်တွေချက်နေပြီ။ညဘက်မှာအလုံးစားဖို့တဲ့အစင်းင်းတော့ဖြစ်ပြီကွာ။ထို့လို့ဟာတကြားဘာလုံးမှမလုပ်ဖ ೇನೆ ဝတ်သက်တဲ့အလုပ်ကိုသာလုပ်ပြီးတော့တည့်ရဲဖြစ်ရဲလေးရှိပြီးတော့ဝတ်တက်ကောင်တက်ပြီးရင်သူ့အတွက်ငွေတစ်ချက်နဲ့အသားတစ်ပိတာတက်ခရတာဆိုတော့ဈေးသုံးဖို့လေရအသားကလည်းနှင်းချက်စရာရတာကြောင့်မိသားစုအတွက်ပါအစဉ်ပြေလို့နေခဲ့ပါတယ်ဝတ်တိုင်ကလည်းအရှင်တို့က တခြားဝတ်သက်တဲ့သူတွေကိုနှွားပြီးတက်ခိုင်းပြီးတက်ရမှာဝတ်ဒီအတန်ထွက်အော်ရာကြောင့်ပဝင်းကြီးကနားမချမ်းသာဖြစ်ခဲ့ပြီးတခြားတယောက်ကိုပြောင်းပြီးတော့တက်ခိုင်းမြန်မာတယ်အဲ့ဒီလူတွေကလည်းဝတ်ဒီအတန်မထွက်အောင်မတက်ပေးနေတာကြောင့်တယောက်မကောင်းတယောက်ပြောင်းပြီးတော့နောက်ဆုံးမှကုထုံးလူကိုတက်ခိုင်းတော့မှစိတ်တိုင်းကြောက်သွားပြီးကုထုံးလူကိုပင်နေဝတ်ထုသမားဖြစ်နေမှားလို့ထားခဲ့ပါတယ်တကယ်တော့ကုထုံးလူကလည်းဝတ်တဲ့ရမှာလက်ရင်လုံးလာပြီးတော့ဝတ်တဲ့နေရာမှာတက်မဲ့ဝတ်ကို မတက်မီမှာပုတ်သက်ပေးပြီးတို့တီကိုဒီလိုပုတ်သက်ပေးပြီးဆိုတော့နှိမ့်လို့ညင်နေတက်ပါတယ်အဲ့လိုညင်ပြီးတော့မင်းနေတော့မှ သူ့ရဲ့နှစ်ပတ်အသွားဓမြောင်ကိုမိမိရရစုတ်ကင်ပြီးပြလုံးရှိရာကို အားနေတချက်တည်းစုံထိုးလိုက်ပါတယ်ဒီကမှာအထိုးခံရတဲ့ဝက်ကအင်္ဂနေဆိုပြီးတချက်သာအော်နိုင်ပြီးတော့မြေပြင်အထက်ကိုဘုံဘုံလဲကြလို့သွားပါတယ်ထူးလူဟာတက်ပြီးရင်တော့ရှင်နွေးဖြို့သူအမွေးချစ်သူခုတ်ပိုင်းတဲ့သူတွေဟာဝိုင်းဝန်းလှုပ်ဆောင်ကြပြီးတော့ ွက်တကောင်ကိုအချိန်နှင်းငင်နဲ့ပေါ်လို့ပြီးသွားခဲ့ပါတယ်။ဟေးထွန်းလို့ကျောင်းလာပြီလားကွာ။ဟုတ်တယ်ဆရာကျောင်းနေပါပြီ။အေးဒီညတော့ကွာပုံမှန်အကောင်ရင်ချက်ကိုအလူတွေအတွက်လည်း order ပေးရမှာဆိုတော့အကောင်ရင်နင်းနေတော့များတယ်ကွာ။မင်းတက်ပြရမယ့်ဝက်ကိုဝက်တက်ယုံနေမှာတီးတန့်ခွေးလာတယ်။ဒီလိုနဲ့ထွန်းလို့ဟာဝက်တက်ယုံနေဝင်လာပြီးတော့ဝက်တကောင်ကြီးကန့်ထားတဲ့ချက်နှေးကတကောင်ချင်းကိုထုတ်ပြီးတကောင်မီးတကောင်ထိုးတက်လို့နေပါတယ်။ညတနာရီလောက်မှာသူ့တက်ပြရမယ့်ဝက်တွေ တက်လို့ပြီးဆုံးသွားပြီးတော့သူတက်ခရရမယ်အသားတွေကတပိတ်တာကိုအိမ်တွေဆွေးလာပြီးကျန်တဲ့အသားတွေကိုတော့ဒိုင်ကိုပုတ်စင်းနေပဲပြန်လဲတွင်းခဲ့ပါတယ်ဒီနောက်မှာတော့ဝတ်အသေးကလီစာ အနည်းငယ်ယူပြီးတော့အိမ်ကို ပြန်လာခဲ့ပါတယ်ဟာကိုထုံးလို့ဝတ်ထိုင်ကပြန်လာတာလားကွာအေးဟုတ်တယ်မင်းရောမအေးသေးဘူးလားအိမ်ပြီးတော့တရေးတော်နိုးလာပါပြီဗျာကဲဒါဆိုရင်ငါ့ရင်လိုက်ခဲ့ကွာမင်းကလီစာချက်ပြီးတော့တို့တွေဝိုင်းဖေးအောင် ဟိုကိုမကြီးတို့ဖူအောင်တော့နှိုးမလားအေးနှိုးရလေကွာလူများတော့ပို့ပြီးတော့ပြောစရာကောင်းတာဗောကွာသူတို့ဟာဝတ်တဲ့ရာကအိမ်ပြန်ရောက်တော့အိမ်နေချင်းအပေါင်းအသင်းတွေကိုနှိုးပြီးတော့ပါလာတဲ့ဝတ်တဲ့ကလီစာတွေကိုချက်ပြီးအရဲ့ဝိုင်းဖွဲလို့ပြီးပါတယ်အခုလေသူ့ရဲ့အပေါင်းအသင်းတွေနဲ့အမောပြေဝိုင်းဖဲဖို့တွေအိမ်ကိုခိုးလာပြီးတော့ဝန်နေတာကလီစာအသေးတွေကိုဟိချက်လို့ကြက်တာနဲ့ပကံလုံးလေးကိုတော့ခက်မထစ်တော့ပဲဝိုင်းရဲ့လဲမှာအိုးလိုက်ချပြီးတော့ဇွန်းတက်ပြီး ဝေလာခဲ့တဲ့ချဲ့ရဲ့မိတော့ကိုအလေကြတော့ကစားလိုက်တော့လိုက်နေမနဲ့လေးနာရီကြုံတွင်ကြီးလောက်ကိုရောက်တော့မှဝိုင်းသိမ်းပြီးတော့အတီတီပြန်ကြပါလေဒီကောင်မှထုံးလို့လေအိယာဝင်ပြီးမူမူနဲ့အိပ်ပျော်သွားလေးရှိပါတယ်တညမှာတော့ထုံးလို့ဟာဝတ်ထိုင်ကဝတ်သက်ပြီးပြီးအိမ်ကို ပြန်လာခဲ့ပါတယ်ဟင်ရှင့်ကိုပါလေဝတ်သေးစတီပြန်ကြလို့ပါလားအေးကွာဝတ်သက်ရာကတွေးရင်စင်သွားခဲ့တာကွာอืมရှင့်ကိုမြင်ရတာလဲ စိတ်မတက်တာစရာပါလားတော့ကျမတို့လည်းရှင်ဝက်တပီပြန်လာရင်တော်လာတဲ့ဝက်သားတွေကို စားနေကြရတာကြတော့မြူမကြတော့ပါဘူးအာသူများအိမ်လေးဆိုရင်ဈေးကတမင်တွေကဝယ်ပြီးတော့စားရတာအခုငါအလကားရတာမဟုတ်လားကွာငါမင်းတို့သားမီးတွေစားရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့စီရနာနဲ့ယူလာပြီးတာအေးစီစီစားကြစမ်းပါကွာရှင်ဒီလိုသားနေရှိတွေဝက်တွေတက်ပြီးနေရင်တော့တနေ့ရှင်ဝက်တွေလိုပဲဝိလင်မှာစိုးလို့ပါတော့ဟာ ငါဝတ်တတာဘသူ့ကိုရန်လို့လို့လေကွာဝတ်ဆိုတဲ့တိတ်ဆန်တွေကလူဟာချွတ်အောင်မသူတို့ခင်ဗျာချွတ်ရမှာလေကွာရှင်အဲ့ဒီလူကိုရက်တန်းကရက်ပြီးတော့တကြလို့ပြောင်းလို့ပါလားရှင်ဝတ်တီတက်ပြေးလာခဲ့တာလေမြစ်တွေတောင်ကြာလာပြီလေကျမတို့ရှင်တို့ဟာအသက်တွေလည်းကြီးလာခဲ့ပါပြီ။အိုးနေရလေငါတခြားလုံးမှမလုပ်တတ်တာဒီလူကတရုံတက်တာနဲ့မပေမပန်းလုပ်ရတာဆိုတော့ငါနဲ့တော်တော်လေးကိုအဆင်ပြေနေတာကွာစနီးတဲ့ဟာသူ့ရဲ့လင်သားဖြစ်သူအောင် ဘွက်တွေကိုနေစဉ်သက်ဝိတုက ပြန်လည်ခင်ရမှာကိုစိုးတာကြောင့်အဲ့ဒီလုပ်ကုန်မလုပ်ဖင်းနဲ့ကောင်းရောင်းကောင်းဝယ်လို့ကိုပြောင်းပြီးတော့လုစီခြင်းမိမိကိုထွန်တယောက်ကတော့အဲ့ဒီလုပ်ပါအလုပ်လို့တင်ပြီးလူမြေတိုင်းလူနေရာကြောင့်ဒီအတိုင်းပဲကြည့်နေရပါတယ်ဒီနေ့မှာတော့ကိုထွန်လူရဲ့အိမ်ကကအိမ်ကြီးနေတဲ့ကိုစန်းလာဟာမမနီယာကကြာလာတော့တေဆုံလို့သွားပြီးကိုစန်းလာရက်လက်တဲ့နေ့မှာပြည်နယ်ကားရီရောက်ရှိလို့လာပြီးတော့တရားနာကြပါတယ်ကိုတွန်းလူဟာ ိမ်ကြီးချင်းလည်းဖြစ်နာယီကိစ္စလည်းဖြစ်တာကြောင့်မလဲတာမရှုံးတာကျက်လေကိုတွားရပြီးတော့တရားနာရပါတယ်ပြည်သင်ကအရှင်မြတ်တွေကိုပြည်သက်တွေကိုငါးပါးတိလခံယူကြစေပြီးတော့အန်ရခင်ပြည်တရားတော်တွေချင်းမြင့်ပြီးအမှုမောဒနာတရားများချင်းမြင့်လို့ပြီးပါတယ်ကဲတရားနာယူနေကြတဲ့တကာတကာမအပေါင်းတို့လူရဲလို့ဖြစ်လာခဲ့တဲ့အခါမိမိရဲ့ဝမ်းစာရေးလောက်ကန်ရှာဖွေနေရတာလေရှာဖွေတာပေါ့ကွယ်ဒါပေမဲ့ ဖရာတရားတန်ကစတဲ့ယန္နာသုံးပါးကိုတော့မမေ့ကြပါနဲ့ငါးပါးတိလလုံချုံအောင်လေးဆောင်းလင်းကြသူ့အသက်တက်ပြက်ခြင်းသူတစ်ပါးဥစ္စာခိုးယူခြင်းသူတစ်ပါးတာမယာကျွလွန်ခြင်းမဟုတ်မမှန်လိမ်လေပြောဆိုခြင်းမူးယစ်တေစာတောက်ရှားခြင်းတွေကိုရှောင်ရှင်ကြပါကွယ်အထူးသဖြင့်ကတော့သူ့ရဲ့အသက်တက်ပြက်ခြင်းအမှုကိုလုံးဝရှောင်စေခြင်းနဲ့ကွယ်မိမိတက်ရှိထင်ရှားရှိစဉ်မှာတက်ပြက်ခြင်းကျွလွန်မိတာအမှုမဲ့အမှတ်မဲ့ပြုခဲ့တာဆိုပေမဲ့ အဲ့ဒီဝေကျွေးဟာပြန်လေခင်ရမှာကွ့ဝဲမှာအမြဲငရဲမှာအပလိုတယ်ဆိုရတယ်လေတချို့လေဘဝမချပဲနဲ့ဝိလေတဲကြတယ်ကွ့အေးတချို့ကတော့ဘဝပြောင်းပြီးမှဝိခင်ရတယ်တယ်လေကြောက်စရာကောင်းလာပါလားကွ့ဒါကြောင့်ငါးပါးတီလောက်ကိုခောင်းဝေပစိုးလုံးမြဲကြဖို့ဘုံကြီးကတော့မှားခြင်းနဲ့ငါးပါးတီလမြဲပြီးတက်ဆွမ်းသမျှကုသိုလ်ဒါနပြုကြပါလို့ဘာဘုံကတော့တိုက်တွန်းလိုက်ပါတယ်ကွ့ ဒီနောက်မှာတော့ဆရာတော်ဟာပြုသည်မြကုသိုလ်အစုစုတွေကြီးစဲကြဟောကြားပေးပြီးတရားနာပရိသတ်တွေဟာတည်သူပါပင်ဝိနည်းယတ္တဝါတို့ကို အမြတမ်းပေးဝေပြီးတော့တာရုခေါ်ဆိုနိုင်ခဲ့ပါတယ်ကိုတို့လူရှင်ဟိုနီရဲ့နယ်နေကဆရာတော်ဟောခဲ့တဲ့တရားတော်ကို ရှင်နားခဲ့တယ်မလားဣလီနားရတာပဲဆရာတော်ကငါးပါးတိလမြေဘူးနဲ့ရှောင်းရံတွေကိုဟောတာ ရှင်လည်းအတိမိတ်လေဒီတော့ရှင်သူများတက်တွေတက်နေတာ ငါးပါးတိလာတွေကပါဏာတိပါတာကံပဲမဟုတ်ဘူးလားဒီတော့ရှင်အဲ့ဒီလူကိုမလုပါနဲ့လားရှင်အာငါဒီလူပဲလုတတာလေဒီလူမလုလို့မင်းတို့အသားမင်းတွေငတ်ပြီးတော့တီးကုန်မှာဘောကွာကဲပါကွာဝိဆိုတာနောင်ဘွားအရောက်မှာခင်းရမှာဒါလေဆရာတော်ဟုတ်လားကြားရတာပါကွာတကယ်ခင်းရနဲ့မခင်းရဘူးဆိုတာဘသူမှအတက်မပြိုးနိုင်ပါဘူးကွာပြုံနဲ့ကိုထုံးတို့ဟာသူလုံနေကြအလုတ်ကုန်မစွန့်တော့ဘဲနဲ့လူမြေတိုင်းလုံနေပြီး တော့ဟဲ့စားရဲ့နေတာလေးတိုင်လာတဲ့ပုံရပါတယ်ဟေးထွန်းလို့ဘီဒီနေရောက်လာတာဆောလာပါလားကွာအလုံးမစမီလာပြီးတော့ထိုင်သင့်မောင်ဟာဆရာကျွန်တော်ခေါ်တာဗာမြခိုင်းနေလို့လေဆရာပြောပါမယ်ကွာဒီလိုကငါတို့ဝက်တိုင်အတွက်ဝက်ရှာဝေထွက်ဖို့တဲ့တာဝန်ယူထားတယ်ကိုအေးအောင်ကိုသိတယ်မလားအော်သိတယ်ဆရာအခုအေးအောင်ကဘာဖြစ်လို့လဲအေးဒီကောင်ကကြမ်းမာရင်မကောင်းတော့ဝက်လေးမရှာထွက်နိုင်ဘူးကွာငါတို့ဝက်တိုင်ကလည်းဝက်တွေရမှာ နေ့စဉ်ပေါ်ပြီးတော့ရောင်းမိနေမှာကွအဲဟုတ်တယ်လေဒီတော့ကျွန်တော်ခေါ်တာကအေးမင်းကိုခေါ်တာကမင်းရဝက်အကြောင်းကိုနားလေတယ်ဘယ်ဝက်ကိုပုံရင်အချိန်ဘယ်တော့ထွက်မယ်ကြီးနားလေနေတော့မင်းကိုဝက်ရှာပေးဖို့တဲ့တောင်းရင်ပြီးကြည့်နေကွာဆရာကျွန်တော်ဝက်ရှာဝယ်လို့ရလာရင်ကျွန်တော်ကိုဘယ်လိုပြီးမှလဲဆရာဩမင်းရလေအဲ့ဒီအတွက်ဘာမှမပူနေမင်းတို့ကပို့ပြီးတော့ပေးရမှာဗောကွခွတိုးလိုဟာသူ့ကိုငွေပို့ပေးပြီးတော့ ဝိရှာဖေဝယ်ယူရေးစိတ်ခိုင်းလာတာကြောင့်နေရီတိုးရော်တွေကိုအတိတ်ကဆင်းပြီးရှာဖေဝယ်ယူပေးရပါတယ်ဒီနေ့မှာတော့ဂျော်ဒီရော်ကိုရောက်ရှိလို့လာပြီးဟာအင်ရှိကဝတ်သားမိအောင်မှာဘောပေါလေးတွေပါလားဒီဝက်တွေတလော့အကောင်ကြီးနေတော့အိမ်မရှင်ကဂရုစိုက်ပြီးမရောသေးဘူးကွာဒီလိုနဲ့အင်းကြီးကိုဝင်ပြီးစုံစမ်းကြည့်လိုက်ပါတယ်လာဝယ်ကြတဲ့လူတွေကတော့ရှိပါတယ်ဒါပေမဲ့ဘောမကြီးကလွဲပြီးတော့ကျန်တဲ့ဝက်ပေါအားလုံးကို ဒစုဒစီတွေရောင်းနေနေဗျာအကောင်သုံးကောင်လောက်သာဖဲ့ပြီးဝဲခြင်းကြတော့မကြိုက်ပဲဖြစ်နေတာဗျအိုးကျုပ်ကတော့ဝက်ပေါအားလုံးကိုအပြည့်ဝဲမှာပါဒီလိုနဲ့ကိုထုံးလူဟာအဲ့ဒီဝက်ပေါအားလုံးကိုဝဲလာပြီးဝက်ပေါအားလုံးကိုခလေးနဲ့တင်ကတည်ယူမှဖြစ်ပြီးတော့ခြေလက်တွေကိုကျုပ်တို့ပြီးခလေးပေါကို တင်လိုက်ပါတယ်ဝက်ပေါအားလုံးခလေးပေါတင်က မောင်းထွက်တော့တာနဲ့ကြံ့ငဲတဲ့ဝမ်းမကြီးကခလေးနှုတ်ကနေပြေးလိုက်လို့လာပါတယ်ဟာဟာ ဘောမကြီးကိုအမြင်မောင်းကြပါကွာမရဘူးဗျလိမ့်နောက်ကိုအရာလိုက်နေတာလိုက်လို့မဖြစ်ဘူးကွာကဲဖမ်းပြီးတော့ကျုပ်ခန့်ခင်းနဲ့ခြေသားရတယ်ဂျော်ရီကလူတွေဟာဘောမကြီးကိုဝိုင်းဖမ်းပြီးကျိုးလီနဲ့တို့တိုင်တိုင်မှာချင်းချောင်းလို့ထားပြီးတော့ဘောမကြီးဟာကျိုးတင်ထရကအတင်းရုံးကန်လို့လေနေပါလေဗစက်ကလေဒါအာနဲ့အောနေပြီဘယ်လိုမှရုံးလို့မရတဲ့အခါမှာခြေတိုင်နားမှာဝိတ်ပြီးတော့နေပြီတည်ရွေ့ရွေ့မောင်းသွားတဲ့လှိဖို့ကသားသမီးတွေကို ရေးကြည့်ပြီးတော့မျက်စိတွေကမျက်ရည်တွေဟာစေးကြလို့လာခဲ့ပါတယ်။ဩဒိဇန်ဆိုပေမဲ့တာဇော်တမီဆိုးနဲ့မျက်ရည်ဆက်လက်တော့ကျင်ခဲ့ပါလား။မြင်လို့ရတဲ့သူတွေဟာဘောမကြီးကို ကြည်ကမြင်ကားနဲ့ဘောမကြီးနဲ့သူ့ရဲ့တာဇမီတွေရဲ့တန်ရုံးစဉ်ကြီးမားပုံကိုတိလာပြီးစိတ်မကောင်းဖြစ်ကြရပါပါတယ်။အဲ့ဒီရွာကနှစ်မိန်လောက်ဝေးတဲ့ကားလမ်းကိုဝက်တွေကိုတင်ယူပြီးမောင်းလာပြီးကားလမ်းကို ရောက်တော့ပြိုးကဝက်တွေကို လမ်းပြီးမှချထားစေပြီးတော့ခလေးကို ပြန်လှုပ်ပေးလိုက်ပါတယ်။ကားနဲ့ဝက်တိုင်အိမ်ကိုတည်ယူနိုင်ဖို့အတွက်ကားဆောင်လို့နေပါတယ်။ဟာခေါမကားစီးလာနေပါလား။ကားတားကြည့်ပြီးတော့ဝက်တွေတင်မလားလို့မေးစံကြည့်ဦးပါမယ်။ခုတုံးလိုဟာတားလိုက်တာကြောင့်အဲ့ဒီကားဟာရက်သွားပြီမယ်။ဘုမတင်ဘူးလို့ပြောပြီးတော့မောင်းထွက်လို့သွားပြန်ပါတယ်။ဟမ်ဒီလူတွေကလည်းဘုမတင်ကြီးအောင်ဘလောက်များချမ်းသာနေလို့လဲ။ခုတုံးလိုဟာတင်ကားရမယ်ကိစ္စကိုမတင်မနေ။ မောင်းသွားတဲ့ကားသမားကိုအဖြစ်တွေတင်းနေပြီးတချို့ကားသမားတွေကမင်းကြီးမင်းလေးနဲ့ကိုးခဲ့တာကြောင့်ဘွက်ကိုရှောင်ကြပြီးကုထုံးလူဟာနားမလည်ပါဘူးဟောတစည်းတော့လာနေပြန်ပြီကွာဒီကားတော့တင်းနေကောင်းပါရဲ့လေအဲ့ဒီကားတွေဟာအကုန်ကြီးက မောင်းလာတဲ့ကားဖြစ်ပြီးတော့ဘွက်တွေကိုတင်လိုက်ပါတယ်ကားစရာတော်တော်လေးတော့မောင်းပြီဗျာလမ်းမှာမိုးရေချုပ်နေမှာစိုးလို့ဗျာစိတ်ကြပါဗျာကျုပ်ကလည်းခမားတို့ကိုချက်ပြီးခရီးရှိတဲ့တွားရမှာဆိုတော့ မြင်မြင်မေးမောင်းပါပါကားနောက်ပိတ်ဘက်မှာဝက်တီကိုတင်ပြီးတော့ကားနောက်ပိတ်ကိုတိချပိတ်ဒီနောက်မှာတော့ကုထုံးလာလေရှေ့ကောင်းကင်းထဲမှာဝင်ပြီးတော့ထိုင်ကလိုက်ပါလာခဲ့ပါတယ်ဟာရှေ့ကပိတ်မောင်းနေပါလားခွန်ပြီးတော့လေဘေးမချောက်ဗျာကားသမားဟာစိတ်မရှိနေစွာအစမပြေခုနေတီးပြီးတော့ရှေ့ကကားလေးဟာလမ်းမီချပိတ်ပြီးသူဟာကြော်တက်ပြီးတော့မောင်းနေလို့လာခဲ့ပါတယ်ဟာခုရှိပါလေတန်ကျောင်းနဲ့တင်လာတဲ့ကားတစ်စီးပါလား ။ကန်ကြောင်းတွေဟာကားရဲ့နောက်မီးစုံကိုကြောထက်ပြီးတော့ကားကြီးကလည်းအတော်လေးကိုဝေးနေပါပြီ။ဖြည်းဖြည်းချင်းမောင်းနေတာကြောင့်ခွန်ဒီကလမ်းတောင်းပြီးချိုးချိုးရှူရှူနဲ့လမ်းမီးကိုချက်လာပေးတာကြောင့်ကိုထုံးလူလိုကားဆရာတွေဟာကားကိုအရှိန်မလျှော့ဘဲအဲ့ဒီကားကိုအတင်းတက်စေပြီးဒီတုန်းမှပဲ driver ထိုင်နေတဲ့ဘက်ကရှေ့ပင်ပုတ်သွားခဲ့ပါတယ်။ကြိုတက်မယ်လို့မှရှေ့ကကားကဘိမ့်ပေါက်ပြီးတော့ပုတ်တဲ့ဘက်ကိုကားကောင်းဟာဆွတ်သွားပြီးတော့အဲ့ဒီလိုနဲ့ရှေ့ရဲ့ကားကို ဝင်တိုက်ပြီလို့သွားပါတယ်။ဟင်ကားနှုတ်ကတန်ကျောင်းနေကိုဝင်တိုက်လိုက်လို့ကားဆရာရောဘေးကထိုင်နေတဲ့သူပြီးအောင်စလို့တန်ကျောင်းနေစိုးရိမ်ပြီးတော့တင်းနေကြပါလား။မကြမီမှာရှင်နေရင်ရောက်လာပြီးအဲ့ဒီကားကိုအမှုဖွင့်အရေးယူပါတယ်။ကိုထုံးလူရဲ့အိတ်ကဲထဲကဓပ်ပုံလေးအရာစွန်းတော့နေရက်ကိုအတိကဝတ်တိုင်ကို အကြောင်းကြားပြီးတော့ဝတ်တိုင်ပိုင်ရှင်လေးရောက်ရှိလို့လာခဲ့ပါတယ်။ဒီနေ့မှာတော့ကုထုံးလူရဲ့ရက်လက်နေဖြစ်ပြီးတန်ဃာရီစီမှာတိလာယူပြီး အမှုမောဒနာတရားနဲ့ခြေသက်သွင်းချအမြတမ်းပင်းဝေချပါရယ်။တွားလီသူကျေးဇူးရှင်ကြီးရှင်ဟာအဲ့ဒီဝတ်သက်တဲ့အလုပ်ကိုမလုပ်ဖို့ကျွန်မအတန်းနဲ့တောင်းပန်ခဲ့တာ။ရှင်ဆက်ပြီးတော့လုပ်ခဲ့တယ်။အခုတော့ရှင်ကဝတ်ဒီကိုရရဲ့ဆက်ဆက်ဓာတ်နဲ့ထိုးတက်ခဲ့တယ်လို့ရှင်လည်းတန်ချောင်းနေစုဝင်ပြီးတော့အတေဆုံးနဲ့တေးရတယ်နော်။ကျွန်မရှင်တွေရည်စူးပြီးကုသိုလ်ပြုပြီးက အမြတမ်းပြေးပြပါရယ်။ရှင်ကြားရဘုံဌာနက တာတို့ခေါ်ဆိုပေးပါလေကိုတိုးလူရဲ့ဇနီးဟာဘွန်နေမျက်ရည်တွေနဲ့အမြအတန်ပေးဝေခဲ့ပါတယ်ပိသက်တွေခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူမောင်တင်သူဇယောက်ရီရေးသားထားတဲ့ဘောမချားလေသောဝိကျွေးဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ပိသက်တို့ကစာရေးသူကုံမိုးရှိပြီးသားရေးသားထားတဲ့တဏှာရလွင်မြင်ဆိုတဲ့ဇလန်လေးကိုနားဆင်ရမှာဖြစ်ပါတယ်ရက်ွက်ထေကမီလင်းရဲ့ကောမဒီဖွဲ့စည်းဖို့တွေအစီအမီခေါ်ပြီးခင်မင်းနဲ့မိတ်ဆွေတွေဟာ တိုက်တဲ့အတွင်းတော့နေရာပေးလာခဲ့လို့အစီအဝေးမှာကိုတိုင်အစီအစဉ်တွေကိုချပြဆွေးနွေးပြခဲ့တယ်။တာဝန်ခွဲဝေယူကြဖို့လူကြီးကံရင်ရှိတဲ့သူတွေကိုရွေးချယ်လိုက်တော့ကျွန်တော်ကိုအတွေ့အမှုတာဝန်ယူဖို့ပြောလာပါတယ်။လူတိုင်းကလည်းလေးစားကြည်ညိုရတဲ့ဘာသာတရားနဲ့အချက်ကျကျရှင်းလင်းပြောဆိုတတ်တဲ့ဦးသိန်းကိုတော့ဥက္ကဋ္ဌနေရာယူဖို့အများကသဘောတူရွေးချယ်ပြီးအားလုံးသဘောတူတယ်လို့တော့ဆိုလို့မရပါဘူး။ရှားလက်အဖြစ်ကိုတချို့ကနှိမ့်တဲ့တယ်လို့တချို့တွေကတော့ နေ၍ကဲ့ရဲ့တာလည်းရှိပါတယ်တကယ်ဆိုဦးသိန်းနဲ့ကျွန်တော်ကတွဲလို့ရပြီးဦးလေးနဲ့တူရင်အရင်းကြီးတွေလိုသဘောထားပြီးတော့အများကောင်းကျိုးကိုစင်စင်ဆာဆာဆောင်ရွက်မယ်ဆိုတာရက်ွက်လူကြီးတချို့ကလက်ခံယုံကြည်ကြပါတယ်လူဝဲချက်တွေပြဿနာမျိုးစုံနဲ့ကြုံလာခဲ့ရင်သူ့အိမ်ကငွေကြေးတချို့ဖြည့်ဆွက်ပြီးကိုယ့်အိမ်ကပစ္စည်းအသုံးဆောင်အပိုရှိနေရင်လုပ်ငန်းလူဝဲချက်မှာထည့်ပြီးတော့သုံးနေပါတယ်အရင်ကလည်းစီးပွားရေးတောင်းနေနေခဲ့ပြီးပုံကူတွေကို တာဝန်ပေးခဲ့တာအဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ကောင်ကျိုးလုံနေရင်ကနေရှက်ွက်တွေကအတန်တကျကြားလာရရင်တော့စိတ်ဆက်တဲ့အမူအကျင့်ကို မပြေတဲ့တဲ့ကျွန်တော်ဟာဥလီသိန်းစီကိုရောက်သွားပြီးတော့စိတ်ရင်းရှင်းလေးရှိပါတယ်။တကယ်တော့ဘာသာတရားအစုံမနဲ့စိတ်အေးလက်အေးဖြစ်ရှင်းတဲ့တဲ့ဥလီသိန်းဟာပုံတို့ပတ်စံနဲ့ရှင်းပြပြီးအဲ့ဒါဆိုတော့စိတ်ဆိုးတဲ့တဲ့ကျွန်တော်ရဲ့ဒေါသတွေအလိုလိုပြေရပါတယ်။ တရက်တော့စိတ်ဆိုးမှန်ဆိုးနေကျွန်တော်ဦးလေးတဲ့အိမ်ရောက်လာပြီဟာဘယ်လိုလဲလို့မောင်မိုးပဲကွာဘာကိစ္စရှိလို့လဲဦးလေးအရင်ခဏလောက်လိုက်ခဲ့ပြီဗျာကျွန်တော်နဲ့တပိတ်ဆိုင်သွားရအောင်ရပါတယ်ကွာမင်းတခုခုပြောချင်နေပြီတင်နေကဲငါအိမ်ကြီးဝေးလောက်မယ်မိမကြီးငါတပိတ်ဆိုင်ခဏတော့မယ်ဦးလေးတိတ်နေကျွန်တော်ဟာစိုင်ကိုရောက်လာပြီမင်းဘာပြောချင်လို့လဲမောင်မိုးကျွန်တော်ဗျာညကပြက်ခဲ့တဲ့ကိစ္စအတော်လေးကိုမကြည်မနဲ့ဖြစ်နေတာ ိုးရိုင်စိတ်ဆိုးကြပဲဗျ။ဦးလေးအင်ကရက်ခွက်အလင်းနဲ့ဝေးတော့မကြောက်ရအောင်။ကျွန်တော်အင်ကလမ်းမပေါ်မှာဆိုတော့ဆဲစရာရှိရင်လေအိမ်မက်ကိုစောင်းစေးတာ။အရင်မူးရအောင်ဆောင်ပြီးကျွန်တော်ကိုတပွဲလုံးကိုကြားစာမရှိအောင်ပြောနေတာဗျ။မင်းကွာဘသူပဲဆဲစဲသူဆဲတာသူ့ပြေတိခံပေးလိုက်ဖို့ကွာ။တိခံရတာများနေပြီဗျ။ကျွန်တော်ညတညလုံးအိမ်မပြောဘူး။အခုရက်ခွက်အုတ်ချုံရင်မူးစီကိုတိုင်စာတက်ဖို့ကျွန်တော်ရေးထားတယ်။တပိတ်တိုင်ရောက်ရင်ဦးလေးခဏတော့ဖက်ပြီး ဦးလေးပါကျင်းတဲ့တယ်ဆိုရင်ကျွန်တော်ခရိုင်ကြီးကိုတိုင်စာတက်ချင်တယ်။စာဖတ်ပြီးတော့ဦးလေးလက်မှတ်ထိုးလိုက်ပြီးပြီဗျ။ရက်ွက်အုတ်ချုပ်ရင်မူကခွင့်ပြုလို့ရှာရင်မူတုံးပိုင်းအုပ်စုကျွန်တော်တို့ရက်ွက်ငယ်လေးတွေမှာမီလီယီကော်မတီဖွဲ့စည်းခဲ့တာအပြည့်ပြောလို့ကြတဲ့အုပ်စုကကော်မတီဝင်တွေကိုတွေးခွဲပြီးငွေရေးကြေးရေးစိုက်တို့ဖြည့်ရှင်းရမှာကြောက်တဲ့လူတွေချို့ကအဖွဲ့ကနေနှုတ်ထွက်ကြပါတယ်။ညွန်ကြားချက်တိုင်းတက်တိုင်စိုက်တာကိုသူ့ရှင်မှာလာဆိုင်လို့မရဘူးဆိုပြီးဘူတော်လွတ်ကြပြီး ဘသူကောမှဂိမ်းမဆိုင်ပဲလုပ်ငန်းစဉ်တိုင်းဆက်သွားနေကြတာမှာမကြည်ညက်တဲ့အဖွဲ့လိုက်လူအုပ်ဟာအရက်မူပြီးစေးဆိုကြပါလေဥဆောင်ကော်မတီဝင်တွေကိုတရိတ်ဆန်လောက်မှအတုံးမွေနေသူတွေဖြစ်အောင်ပြောဆိုလာကြပါလေခါတလီလမ်းဖြတ်သွားရင်လေမထီမဲ့မြင်ရည်တဲ့တဲ့စကားကိုပြောပြီးဒီလိုစကားတွေကိုခဏခဏကြုံရပံများလာတော့ဒီမခံနိုင်တာနဲ့တိုင်စာရေးလို့လက်စွမ်းပြမိတာပါကဲဦးလေးဒီဆောင်ဖတ်ကြည့်အောင်ကဲပါကွာ မင်းရဲ့စာကိုခဏထားစမ်းမောင်းအရင်တုန်းကဆိုရင်မင်းဟာတို့ဗုဒ္ဓဘုရားရှင်ပိဋကတ်တော်ထဲမှာအနာတပင်တရေကြောင့်ဝိတာခါရဲ့အကြောင်းတွေမေးတဲ့လေအခုကျတော့ဒေါသအိုကြီးပဲပောက်ခွေးပြနေတော့ဘယ်လိုရှင်းပြရမလဲစဉ်းစားနေတာကွာဦးလေးရှင်းပြရင်ကျွန်တော်ကနာခံတာပဲလေတကယ်ဆိုသူတို့အုပ်စုကကျွန်တော်ကိုမေးပြီးတော့တိုက်ခိုက်တာပေါ်နေနေတယ်ပြီးတော့ကော်မတီအဖွဲ့ကစော်ကားတာလွန်နေပြီဗျဒါပေမဲ့ဒီလိုရှိတယ်ကွာငါတို့မင်းတို့က ဌာနဆိုင်ရာကထစ်စင်လွှဲပြီးထားတဲ့တာဝန်ကိုလုပ်ကင်နေတာဒီမှာအမှန်ဆုံးတိတိကျကျစည်ရင်စရာနဲ့လုံဆောင်နေတာမှန်နေဆိုတော့ဖြောက်မှန်နေဆိုတဲ့စကားရက်ကိုလေးလေးစားစားလုပ်တယ်လို့သဘောပဲအေးတကယ်ဆိုရင်မှန်တာက ဖြောက်တာပဲဒီမှာစိတ်ဆိုးတာနဲ့စိတ်ကောက်တာကိုဥရင်ရှင်းပြမယ်စိတ်ဆိုးတယ်ဆိုတာမဖြောက်ဘူးစိတ်ကောက်တာနဲ့အတူတူပဲလို့ပြောလို့ရတယ်ဒီတော့ငါတို့မင်းကစိတ်ဆိုးလာရကစိတ်ကကောက်ပြီးတော့မဖြောက်ဘူးဖြစ်နေပြီ ရှင်းပြမယ်ကွာတို့မြတ်စွာဘုရားရှင်ဇေဒဝင်เจ้าမှာတရင်တုံးတော်မူလုံးကဘုရားရှင်နဲ့အတူတူဆုံးမြန်ကြတဲ့ယဟန်တချို့လူအုပ်စုတစုက နေတိုင်းစေတယ်တရက်နေ့ရက်လည်းမကောက်နေတိုင်းကိုစေတာဒါနဲ့ပဲတို့ဗုဒ္ဓဘုရားရှင်အစဲခင်ရတဲ့တန်ဃာလိုတွေဟာလူဘုတ်ကိုအုပ်စုတစုကိုတပည့်တော်တို့ကိုဆဲဆိုနေပါတယ်လို့တိုင်တော့ဘုရားရှင်ကမေးတယ်တဲ့ဒီလိုဆဲဆိုခြင်းကိုအတိန်ယဟန်တို့လက်ခံလားတပည့်တော်တို့လက်မခံပါဘူးဗျာတဲ့ ပစ္စည်းတစ်ခုကိုတခြားလူကပေးရင်ဂျူသူလက်ခံမှသာပစ္စည်းရှင်ဖြစ်တယ်။ပစ္စည်းကိုမယူဘူးဆိုရင်အဲ့ဒီပစ္စည်းကပေးတဲ့သူစီမှာပဲကြံခဲ့တာဆိုတော့ပေးတဲ့သူဟာပစ္စည်းရှင်ပဲကွာ။အဲ့လိုတို့ရဲ့ဗုဒ္ဓဘုရားရှင်ကဟောကြားခဲ့တာ။ဆဲတဲ့လူကကိုယ့်ကိုဆဲတယ်လို့မင်းသားလေးကိုရောက်လာပြီးမင်းကလက်ခံပြီဆိုရင်အဲ့ဒီအဆဲကမင်းလက်ခံသူဖြစ်တော့မှာ။ဒီတော့ဖြောက်မှန်နေဆိုတဲ့စကားကိုပြန်ဆယ်ရမယ်။ဖြောက်မှန်နေသူကမကောက်ဘူး။ဆဲတဲ့သူရှင်ဖြစ်တယ်လို့ ေါသထွက်တဲ့လူကစိတ်ဆိုးစိတ်ကောက်တဲ့သူတွေသူတို့တွေဟာအကောင့်နဲ့ကိုယ့်ရဲ့စိတ်တံတခုဝင်လာပြီးဆိုရင်ဖြုတ်နေသူတွေအတွက်ချိတ်မိစရာမရှိဘူးပေါ့ကွာကိုကိုတိုင်းကစိတ်ဆိုးစိတ်ကောက်အဲ့လိုဖြစ်နေမယ်ဆိုရင် အကောက်ကောက်ချင်းချိတ်မိသွားတာပေါ့သူကအကောင့်နဲ့လာရင်အပြောင်းစိတ်နဲ့အခန်းငကူစိတ်ရင်းကမှန်နေဖြောက်မဲ့တယ်အခုသူများတကာနဲ့စိတ်ဆိုးစိတ်ကောက်ခြင်းတွေပါတယ်စကားတန်တွေကိုလက်ခံမိမယ်ဆိုရင်မင်းစိတ်ပါကောက်ခြင်းတို့လိုလိုဖြစ်သွားတာပေါ့ကွာမဟုတ်ဘူးလားဒီတော့ဦးလီက ထိုဘုရားရှင်ရဲ့အဆုံးအမကိုစကလုံးတူဖြည့်ပြောင်းပြီးတရားပေတော်မကိုတင်မိရတာကဲမင်းရဲ့စိတ်ဖြောင်းသွားပြီလားဟုတ်ဖြောင်းသွားပါပြီဦးလီးယာအေးညီလေးငါ့ကိုဖြောင်းနေနေမိချစ်ခဏပြေးစမ်းမအောင်ဒီတော့မှတော့တိုင်စာရေးတာနဲ့စာရွက်ကိုမီးရှို့ပြစ်လိုက်ပါလေကိုယ့်ကောင်ရင်နဲ့သွားစီလောက်အောင်ဝင်းရောက်တွတ်မုန်နေတဲ့ဒေါသမီးအစုအဖွဲ့ဟာတရားဒေသနာ ရေးရင်းနဲ့ထိတွေ့ခွင့်ရတဲ့အခိုက်မှာတော့ကိုယ်ကိုယ်ဖျက်ဖျက်နေစိတ်ဖြောင်းခြင်းတရားကိုကြားသိခွင့်ရပြီး ဖြောင့်တန်းတဲ့အာယုံတစ်ခု စုစည်းလို့သွားပါလေပြည်သက်တွေခုနားဆင်ခဲ့ရတဲ့ဇလန်းလေးကတော့ကိုမိုးရှိပြီးသားရည်သားထားတဲ့တန်တာရလွင်မြင်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားဖို့ရဇလန်းလေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စုံတော်နားဆင်အားပေးကြပါအောင်ဗျာပြည်သက်များအားလုံးပဲစိတ်ရချမ်းသာခြင်း ကိုယ်ရည်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလက်လာပါများဒီလာ တိုးတက်ကြပါကြပါစေဗျာ